မင်္ဂလာပါရှင်ခိတက်တယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရေတာရှိမြို့နယ်တွင်စစ်တပ်ထောင်ထားသောမိုင်းနှိမ့်ပြီးပြည်သူတို့အပြင်းထန်တန်ရာရာ PDF တပ်ဖွဲ့များကနေမိုင်းများကိုဆက်လက်ရှင်းလင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပဲခူးတိုင်းရေတာရှိမြို့နယ်စစ်တောင်းပြင်အနောက်ဘက်ခြမ်းတွင်အကြမ်းဖက်စစ်တပ်ကထောင်ထားသောမိုင်းနှိမ့်ပြီးပြည်သူတို့အပြင်းထန်တန်ရာရရှိခဲ့ကြောင်းဒေသပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ် မေလ23ရက်နေ့တွင်ရေတာရှိမြို့နယ်စစ်တောင်းမြေအနောက်ဘက်ကျန်းကုန်းအောင်ကျေးရွာတွင်နေထိုင်သောပြည်သူတို့အူသည်စစ်တောင်းမြေအတွင်ငါးရှာရန်နေအိမ်မှထွက်လာစဉ်အကြံဖက်စစ်ကောင်စီတပ်သားများထောင်ထားသည့်နေမိုင်းနေမိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် မိုင်းနေမိသူသည်ကွမ်းအောင်ကျေးရွာတွင်နေထိုင်သောအသက်36နှစ်အရွယ်ကိုရှမ်းအေးဆိုသူဖြစ်ပြီးခြေချင်းဝတ်ပြတ်ထွက်သွားကဒူးအစ်စ်တီထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်းသိရပါသည်။ထို့သောပြည်သူများမိုင်းနေမိသောကြောင့်ရေဒါရှေမျိုးနယ်စစ်တောင်းမြေအနောက်ဘက်ကမ်းရှိအကြံဖက်စစ်ကောင်စီတပ်သားများထောင်ထားသည့်နေမိုင်းများကိုတော်လရင်တပ်ဖွဲ့များကဇက်တိုက်ရှင်းလင်းရေးပြုလုပ်နေပြီးမိုင်းလေးလုံးကို ေလ25ရက်နေ့တွင်တရင်3504မှာရဲဘော်များနှင့်ပကဖအဖွဲ့များကချက်မှန်သိသိရရှိခဲ့ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်သည်ရေလာရှိစစ်တောင်းမြဝတ်တစ်လျှောက်ရှိချင်းရွာများတွင်အခြေပြုဆက်ဆွဲထားပြီးမင်းမင်းများစွာထောင်ထားသည့်အတွက်မိုးရင်းကာလစိုက်ပျိုးရင်းနှင့်ထံငါလုပ်ငန်းလုပ်ကိုင်စားတောက်လျက်ရှိသည့်ပြည်သူအများစုမှ၎င်းတို့ထောင်ထားသည့်နေမိုင်များကြောင့်အခက်အခဲဒုက္ခမျိုးစုံဖြင့်ရင်ဆိုင်နေရပြီးရဲဘော်များမှမိမျိုးစုံဖြင့်ဖယ်ရှားရှင်းလင်းပေးနေရခြင်းဖြစ်ကြောင်းတောင်ငူခရိုင်တရင်3504တက်ခွဲ3ပဝါနီစစ်ကြောင်းမ ှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။လက်ရှိချိန်တွင်အကြံဖက်စစ်ကောင်စီတပ်သားများသည် MM2 နင်းမိုင်အမျိုးအစားများကိုအုံပြုနေပြီး14နှစ်မိုင်ထက်ပြင်းအားပိုသောကြောင့်အသက်အန္တရာယ်ကိုပါချင်းချောင်းနိုင်သည့်မိုင်းမျိုးစားဖြစ်သည့်အတွက်အများပြည်သူများဘေးကင်းလုံခြုံစွာသွားလာနိုင်သည့်အထိတော်လရေးရေးပေါ်များကဆက်လက်ရှင်းလင်းပေးမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးရွှေဘုံမြို့ရွှေပလောင်စေယုံတွင်ဖြူစောတိကောင်းဆောင်ပေါ်သိမ့်စေယုံတက်နေစဉ်ဝင်ရောက် စ်ခတ်မှုပြူစောတိတဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။သကိုင်းတိုင်းရွှေဘုံမြို့ရွှေပလောင်စေးရုံတွင်ပြူစောတိကောင်းဆောင် ပေါ်သိစေးရုံတက်နေစဉ်တော်လရင်တက်ဖွဲ့များကဝင်ရောက်ပစ်ခတ်ရာပြူစောတိတဦးသေဆုံးခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါရယ်။ ယနေ့မေလ26ရက်နေ့နနက်8:40မိနစ်ခန့်တွင်ရွှေဘုံမြို့နယ်ရွှေပလောင်စေယုံ၌ပြူစောတီကောင်းဆောင်ပေါ်တိန်စေယုံတန်နေစဉ်ထော်လရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်ပြူစောတီတအုပ်သေးဆုံးပြီးနှစ်ဦးမှာထိခိုက်ဒဏ်ရာရရှိကာစေယုံတင်ထားရကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြံဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးစစ်ဆေးမှုများရှင်းလင်းမှုများလှုပ်ဆောင်သွားကြောင်းသိရှိရပါတယ်။ ရွှေဘလောင်စေယုံကိုပြူစောတိကောင်းဆောင်ပေါ်တိန်စေယုံတက်နေတော့တော်လရဲတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါအနီးကသွားရောက်ပစ်ခတ်တိုက်ခိုက်ကြတာလို့သိရတယ်ပြူစောတိခွေးတကောင်သေးတယ်ပြူစောတိခွေးနှကောင်ကတော့ဒဏ်ရာရပြီးစေယုံတင်ထားရတယ်ဟုဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတိုက်နယ်ကကိုကလုံကြီးအဖွဲ၊စာမဏီရွှေဘိုအဖွဲနဲ့တာခနာ၊နဂါမင်းအဖွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့သည်ဟုသိရတော့လေတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ ဆက်လက်ပြီးတောင်သာမျိုးပေါ်ရှိစစ်တပ်အထိုင်ကျဂိတ်စခန်းတွင်ဝန်ထမ်းအင်အားကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီးနန်းစီတဲဝန်ထမ်းဆက်တပ်ဦးကိုအရှင်ဖမ်းမိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်သာမျိုးပေါ်ရှိအကြံဖက်စစ်တပ်အထိုင်ကျဂိတ်စခန်းတွင်ဝန်ထမ်းအင်အားကိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီးနန်းစီတဲဝန်ထမ်းဆက်တပ်ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းတောင်သာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုပါတယ်။မေလ၁၉ရက်နေ့တွင်တောင်သာကျောက်ပတောင်လမ်းပိုင်းအတွက် တောင်တာမြို့မင်္ဂလာဦးရပ်ကွက်ရှိဘန်ကားကရုံများဖြင့်အခိုင်အမာပြုလုပ်ထားပြီးပြည်သူများထံမှနေစဉ်ငွေကြေးတောင်းယူနှောက်ယှက်နေသောအကြမ်းဖက်စစ်တပ်ဂိတ်အထိုင်စခန်းတွင်တောင်တာမြို့ဘူရာကုန်းရပ်ကွက်ရှိဝန်ထမ်းအင်အားတို့ကိုတော်လန်ရေးတပ်ဖွဲ့များကတပြိုင်နက်ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ရှင်တိုက်ခိုက်မှုအတွင်မင်္ဂလာဦးကိမ်းမှာအကြံပတ်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူများရှိကဂိတ်ကိုစွန့်ခွာထွက်ပြေးသွားကြောင်းတော်လန်ရဲရဲဘော်များကဂိတ်တဲများကွန်ကရစ်ဘန်ကာများအတွင်ရှာဖွေစဉ်ငွေကျပ်66သိန်းကျပ် တနက်အတူတလက် G 1508တောင်း MA1 G ပေါက်၄ခု G3 G ပေါက်၂ခုတို့ကိုတင်စီရရှိကဂိတ်တဲများကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ပွဲဖြစ်ပွားရာနေရာသို့ရောက်ရှိလာသည့်အကြမ်းဖက်စစ်တပ်၏စစ်ကူကားနှင့်လည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးကားပေါ်တွင်လိုက်ပါလာသည့်စစ်ကောင်စီတပ်သား၂ဦးထပ်မံသေးဆုံးကတိုက်ခိုက်တံရရရှိသူများလည်းရှိကြောင်းသိရပါတယ်။ထို့ပြင်ဝန်ထမ်းအင်အားကိုစီးနင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဒေါက်တာအကျင့်ပြဝန်ထမ်း CDN စစ်တပ်ဦးကိုဖမ်းဆီးခေါ်ဆောင်လာကစစ်ကောင်စီရန်ရာကိုအဟန့်အတားပြုလုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်သာပါကဖမိထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်ရင်းမှုရဲဘော်ကီဦးဆောင်သောနေပြည်တော် PDF MM 801တောင်သာစစ်စင်ရေးအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးပြည်ဦးလွင်မြို့မှာလိုင်စင်မဲ့ကားဆိုင်ကယ်တွေကိုစစ်ကောင်စီအဖွဲ့ဖမ်းဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်တပ်နဲ့မြေပြည်ဦးလွင်မြို့မှာစီမံချက်ဆုပ်ပြီးလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစစ်ကောင်စီအဖွဲ့ကဇက်တိုက်ဖမ်းဆီးနေပြီးတရက်ကိုမြို့ကန်တွေရဲ့ကားအစီးရေ90လောက်အထိအဖမ်းခံနေရကစစ်ကောင်စီတပ်နဲ့နှီးဆက်သူတွေရဲ့ကားတွေတော့မပါဘူးလို့သိရပါတယ် မေလ23ရက်နေ့ကစတင်ဖမ်းဆီးနေတာဖြစ်ပြီးပြည်သူပိုင်ဆိုင်ကအများစုဖမ်းဆီးခံရတာလို့သိရပါဗျ။ဘာမှပြောမရဘူးဆိုင်ကတင်းသွားတာပြီးမှထွေအုံယုံနဲ့ရုံးပေါင်းစုံဘက်ကိုလိုက်ရွေးရမယ်ကြတယ်လို့ဒေသခံတအူးကပြောပါတယ်။စီမံချက်နဲ့လိုင်စင်မဲ့ကားဆိုင်ကတွေကိုဖမ်းဆီးနေတဲ့ရင်းထင်းရဲတွေဟာလိုင်စင်မဲ့ကားတွေနဲ့ပဲလာဖမ်းနေတာလို့မြို့ကန်တွေကပြောပါတယ်။လိုင်စင်မဲ့ကားလာဖမ်းတဲ့သူတွေရဲ့ကားနဲ့ဆိုင်ကတွေကိုဘယ်သူကစစ်ဆေးလဲ။အကောင့်တစ်ခုမှလိုင်စင်မပဘူး။နောက်ဆုံး DSA နဲ့စာပေနှစ်ကအရာရှိတွေကိုငှားပေးနေတဲ့ ဆိုင်ကဲကားအငှားလုတဲ့သူတွေဘသူလိုင်စင်ရှိလဲစီမံချက်ကလည်းစစ်ကောင်စီလက်ထဲမှာကွက်ကြားမှုရတာလို့မျိုးကန်တက်ဦးကပြောပါတယ်။လိုင်စင်မဲ့ကားနဲ့ဆိုင်ကဲတွေဖမ်းဆီးနေပြီမဲ့စစ်ကောင်စီတပ်နဲ့ဤဆက်သူတွေစစ်ကောင်စီဝန်ထမ်းတွေရဲ့ကားနဲ့ဆိုင်ကဲတွေတော့မပါဘူးလို့မျိုးကန်တွေကပြောပါတယ်။စစ်ကောင်းဆောင်မေအောင်လိုင်းကလိုင်စင်မဲ့ရင်တွေကိုစီမံချက်နဲ့ဖမ်းဆီးမယ်လို့ပြီးခဲ့တဲ့တပတ်ကပြောခဲ့ပြီးနောက်ချင်းဦးလင်မျိုးမှာမျိုးလန်းချနဲ့ကျေးရွာတွေပတ်အထိကားဆိုင်ကယ်တွေဖမ်းဆီးနေတာလို့သိရပါဗျ။ ဆက်လက်ပြီးစစ်ကောင်စီကစာတင်ကျောင်းများကိုပုံကျဲတိုက်ခိုက်နေ၍ကလေးများအသက်ဆုံးရှုံးမှုမရှိစေရန်မြေပြင်ကျောင်းများယာယီပိတ်ရန်ညွှန်ကြားခြင်းဖြစ်တယ်ဟု NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီကလေးကျောင်းပြစာတင်ကျောင်းများကိုဥတီတိုက်ခိုက်ပုံကျဲတပ်ပြန့်နေတဲ့ဖြင့်ကလေးသူငယ်ဆရာဆရာမများနှင့်ပြည်သူများ၏အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရန်ထိန်းချုပ်နယ်မြေများရှိမြေပြင်ကျောင်းများယာယီပိတ်ခံရခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ထံမှသိရပါတယ်။ NUG အစိုးရပညာရေးဝန်ကြီးဌာနက၎င်းတို့အတိအမှတ်ပြုမှုချိတ်ဆက်ပူပေါင်းမှုတို့ဖြင့်ပြည်တွင်၌ဖွင့်လှစ်တင်ကြားနေသောဂျာကာလာပညာရေးကျောင်းများအလုံးကိုခေတ္တရာယီရန်နာပိတ်ထားရန်ယမန်နေ့မေလ25ရက်ကညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိတွင်အာနာသိန်းစစ်ကောင်စီသည်စာတင်ကျောင်းများကိုဦးတည်၍လေးကျောင်းတိုက်ခိုက်ပုံကျဲမှုများစက်တိုက်ပြုလုပ်လာသဖြင့်ကလေးသူငယ်များ၏အသက်အန္တရာယ်မှာစိုးရိမ်နေရကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကသတင်းဌာနကိုပြောပါရယ်။ အဲ့ဒီအတွက်ကြောင့် NUG စုံမထိန်ချုပ်နေမိအားလုံးမှရှိတဲ့အခြေခံပညာရောအစင့်မြင့်ပညာရောကျောင်းတွေအကုန်ပိတ်ထားဖို့ညွှန်ကြားတာဖြစ်ပါတယ်။ကလေးတွေရဲ့ပညာရေးနောက်ကျမှစိုးရိမ်ရတယ်ဆိုပေမဲ့တစ်ဖက်မှာအသက်ရှင်ရေးကပိုအရေးကြီးပါတယ်ဟု၎င်းကဆိုပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးနောက်ကလေးလူငယ်များပညာသင်ကြားခွင့်မဆုံးဆုံးစေရေးအတွက် NUG အစိုးရကကြားကာလပညာရေးကိုနီလမျိုးစုံဖြင့်ဖော်ဆောင်သင်ကြားပေးလျက်ရှိပြီးစစ်ကောင်စီကမှစာသင်ကျောင်းများ ဆဲယုံများစသည့်လူစုလူဝေးရှိရာနေရာများကိုရွေးချယ်တိုက်ခိုက်လျက်ရှိကြောင်းသိရပါတယ်။ထို့ပြင်စစ်ကောင်စီကလေကြောင်းမှနီလန်းမျိုးစုံဖြင့်ဘုံကျဲခြင်းစစ်တပ်နဲ့များဖြင့်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်ခြင်းတာဝေးဖြစ်လက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းစသည့်ဆဲရဇဝင်းမှုများကိုနေ့စဉ်ဆိုးရွားစွာကျူးလွန်လျက်ရှိကြောင်း NUG ကထုတ်ပြန်ထားပါတယ်။ ရင်းအခြေအနေများကြောင့်စာတင်ကြောင်းများရာရည်ပိတ်ထားရန်ညွှန်ကြားချက်သည်နောက်ထပ်မထုတ်ပြန်ခင်အတီးအတီးဖြစ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများကကြီးကြပ်ကူညီပူးပေါင်းပါဝင်ဖော်ဆောင်ပေးရန်နှင့်တင်ကြားတင်ယူမှုများဆင်ဆက်မပြတ်စေရေးဆောင်ရွက်ပေးရန်လည်းတိုက်တွန်းချပါရစေ။စစ်ကောင်စီသည်အာဏာသိမ်းပြီးနောက်2023ခုနှစ်မှ2025ခုနှစ် မေ12ရက်အထိနိုင်ငံတော်ဝန်လေးချောင်းတိုက်ခိုက်မှုပေါင်း2689ဦးရှိခဲ့ပြီးအသက်16နှစ်အောက်ကလေးငယ်442ဦးအပါအဝင်ပြည်သူ3043ဦးအထိသေဆုံးခဲ့ကြောင်း NUGE ထုတ်ပြန်ချက်အရသိရှိရပါတယ် ထို့ပြင်စစ်ကောင်စီ၏၄ချောင်းတိုက်ခိုက်ပုံကျဲမှုများကြောင့်စာတင်ကြောင်းပေါင်း240ကျောင်းစေယုံစည်းကမ်း66ခုနဲ့ဘာသာရေးအစာအုပ်435ခုပျက်စီးဆုံးရှုံးခဲ့ကမေ12ရက်နေ့73ရက်အတွင်း၌ပင်လူအစုလိုက်အပြုံလိုက်ပုံကျဲတပ်ဖြတ်မှုများကျူးလွန်ခဲ့ကြောင်း NUG ထံကသိရပါသည် NUG ပညာရေးဝန်ကြီးဌာန၏2024ခုနှစ်စာရင်းများအရလွတ်မြောက်နိုင်ရေးနှင့်စိုးမိုးနိုင်ရေးများတွင်ကြားကာလပြည်သူအခြေပြုအခြေခံပညာရေးကျောင်းပေါင်း6000နီးပါးဖွင့်လှစ်ထားပြီး NUG ၏ပြည်သူအခြေပြုပ ညာရေးကျောင်းများတွင်တက်ရောက်နေသည့်ကျောင်းသားကျောင်းသူဥယျာဉ်8,300ကျော်ရှိကဆရာဆရာမဥယျာဉ်6,000ကျော်ရှိကြောင်းသိရပါသည်။ဂျမိုင်း